နေရမှာလဲတဖန်ဒုက္ခဆူတောင်းခြင်းဟုကိုမပြုမီနှုတ်ကပတ်တော်ကိုခွာယူ၍ဆင်ခြင်အောင်မိကြစို့ယေရှုခရစ်တော်ရာသူ့ရဲ့သာသနာလုပ်ငန်းတော်ကြီးကိုဂါလိလဲအိုင်ပေါင်းခြင်းတစ်ခွိုက်မှာပဲနှစ်ပေါင်းနှစ်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 ကျော်နှီးပါလောက်အဲ့ဒီမှာလက်လဲပြီးတော့မှဒေသစာရီကိုဟောကြားပြုခဲ့ပါတယ်ပထမဆုံးသူပြုတဲ့နမိတ်လက္ခဏာက ကျွန်တော်အားလုံးသိတဲ့လူမှုရေးလူမှုနယ်ပယ်လူမှုအခင်းချင်းမှာနမိတ်လက္ခဏာပြုခဲ့တဲ့ကာဏမင်္ဂလာဆောင်ဝဲကြီးမှာပါယေရှုဟာကျွန်တော်ရဲ့စီပွားရေးလူမှုရေးအရင်ကအရင်အားလုံးကိုစိတ်ဝင်စားပြီးတော့မှကိုညီဆောင်မှပြီးတော့ဖျားဖြစ်ပါကိုကနာမိုင်းဆိုင်ရာချွတ်တဲ့ချင်း နွမ်ပါချင်းစိတ်ပိုင်းဆိုင်ရာအာနေချင်းဝိညာဉ်ပိုင်းဆိုင်ရာကြဆင်းချင်းဆုံးရှုံးချင်းအမှုရအခင်းအလုံးအပေါ်မှာလည်းယေရှုခရစ်တော်ဟာကျွန်တော်တို့အတွက်စင်စားဆင်ချင်အောင်မိပြီးကိုညီမဆာတော်ခင်ယေရှုခရစ်တော်ဖျားဖြစ်ပါလေခုနကကျွန်တော်ဏိဒံပြုတ်ခဲ့သလိုပဲဂလိလဲအိမ်မှာပြုတ်ခဲ့တဲ့ပထမဆုံးသမိတ်လက္ခဏာ နောက်ဆုံးဂါလိလဲအိုင်တစ်ခွိုက်မှာပဲပြုတ်ခဲ့တဲ့အနာရောဂါယဉ်ကျေးနမိတ်လက္ခဏာနှစ်ခုရှိပါတယ်။အဲ့ဒီနမိတ်လက္ခဏာကုသမှုပြုတ်ပြီးတဲ့နောက်မှာယေရှုခရစ်တော်ဟာဒီဂါလိလဲအိုင်ကိုပြန်မလာတော့ပါဘူး။မိမိတွားရမဲ့လဝါကားတိုင်းလမ်းတော်ကိုဆက်ပြီးတော့မှရှောက်ခဲ့ပါလေ။ ဒီပြုတ်ခဲ့တဲ့နောက်ဆုံးနမိတ်လက္ခဏာတစ်ခုဟာလည်းပဲထူးခြားပါတယ်ရှမကုချမ်းမှာပဲတွေ့ရပါမယ်သူပြုတ်ခဲ့တဲ့ဒီနမိတ်လက္ခဏာမှာလည်းသူကသဒွေးပေါ့သဒွေးကိုအသုံးပြုခဲ့ပြီးတော့ပြုတ်လုခဲ့ပါတယ်အဲ့နမိတ်လက္ခဏာနောက်ဆုံးတစ်ခုမှာပထမတစ်ခုကဆွအနာမကြအဲ့ဆွအနာမကြတဲ့ ်ဝိရဏရှင်ကိုသူပဲလူကုသခဲ့တယ်ဆိုတော့မကုခန်းကြီးခုနှစ်အခန်းငယ်31ကနေပြီးတော့30ခုနှစ်မှာတွေ့ရပါမယ်ကျွန်တော်အဲ့ခဲကနေပြီးတော့မှတချို့တော့ဂျမ်းဘိုက်ကိုဖတ်ပါမယ်30 33မှာလူချို့တွေကြီးဆော့နာပင်းသူတယောက်ကိုထံတော်သို့ဆောင်ခဲ့ဤသူ၏အပေါ်တွင်လက်ကိုတင်တော်မူပါဟုရှောက်ထားတောင်းပန်ကြ၏တခင်ယေရှုကလူပရိသတ်ထဲမှာ ထိုသူတယောက်တည်းကိုလူရှင်းရာသို့ခေါ်သွားပြီးနောက်သူ၏နာများအတွင်းသို့လက်ညှိုးကိုထိုးထဲ့တော်မူ၏ကြွေထွေး၍သူ၏ရှာကိုလည်းတို့တော်မူ၏ထိုနောက်ကောင်းကင်ကိုမြှောက်ကြည့်လက်တပြင်းချက်ကဧပသဟုမိတ်တော်မူ၏ဧပသနှင့်ကပွင့်စေဟု၍တည် ကျွန်တော်ခေတ်သုံးမြောင်မှာကျန်းကန်နေဖတ်ချင်းဖြစ်ပါတယ်35 36မှာချက်ချင်းပင်ထိုသူဤနားတို့သည်ပွင့်၍သူဤရှာသည်တွေ့လာသဖြင့်သူသည်ပီတော်စွာစကားပြောလေ36ကိုရောဒီထိုဖြစ်ပျက်အကြောင်းကိုမြည်သူအားမြတ်မပြောကြရင်လူတို့ဟာတမ်းမြစ်တော်မူ၏သို့တော်လည်းကိုရောတမ်းမြစ်တော်မူတမ်းမြစ်တော်မူလေ သူတို့ဒီထိုတည်င်းစကားကိုကျင်ညာလေ39ထိုဖြစ်ပြက်အကြောင်းကိုကြားသည့်လူပေါင်းတို့သည်လူမင်းစွာအော်လျက်ကိုရောဒီခတ်သိမ်းသောအမှုတို့ကိုလျက်ပတ်စွာပြုတော်မူပြီးနာပင်သောသူတို့ကိုကြားစေတော်မူပြီးစွတ်အသူတို့ကိုစကားပြောစေတော်မူပြီးဟုမိတ်တော်မူပြီးယေရှုခရစ်တော်ဟာအနာရောဂါငြိမ်းချမ်းမှုကိုပြုလုပ်တဲ့အခါမှာ တချို့ကိုလက်ပုံတင်တယ်တချို့ကိုနှုတ်နဲ့ပဲမှုတ်ပြီးတော့ပြောဆိုပြီးတော့ယောဂပျောက်သွားတယ်ဒါပေမဲ့ဒီနာမချာသောသူနာလေးနေသောသူစွအာနေသောသူကိုတော့လက်ညှိုးကိုနားရဲကိုထဲ့တယ်ရှာကိုသွေ့စွွေးနဲ့တို့တယ်ဘာဖြစ်လို့စွွေးကိုသုံးတာလဲဘာဖြစ်လို့များယေရှုကဒီမြင့်လက်ဆန်းဆန်း ဒီမှုရကိုပြုရတာလားမဟုတ်ရပါဘူးမိတ်ဆွေယေရှုရဲ့ကုသမှုမှာခူးခြားဆိုကျွန်တော်တွေ့မြင်လို့တဲ့အရာကကုသမှုတိုင်းမှာယေရှုသည်တဆင့်ချင်းတဆင့်ချင်းကုသတာရှိတယ်ချက်ချင်းပြောက်သွားတာရှိတယ်အဲ့ဒါကိုယေရှုကစတင်ပြီးတော့မှကျွန်တော်ကိုနောက်တစ်ယောက်မှမိတ်ဆက်ပေးတာကိုတွေ့ရပါတယ် ဒီကုသမှုကိုပြောတဲ့အခါမှာဘယ်သူ့ကမှမပြောနဲ့နော်လို့ပြောတာအကြောင်းရှိပါတယ်။ဘာလို့လဲဆိုတော့ခရစ်တော်ကလောဘကရင်ကိုတက်ဖို့ရန်အတွက်သူ့ရဲ့သာသနာကိုအနောက်ရှက်ဖြစ်စေမယ့်အရာကိုတားဆီးသောအနေနဲ့ယေရှုခရစ်တော်ကဘယ်သူ့ကမှမပြောနဲ့နော်လို့တားပင်နဲ့လူတွေကဒီဖြစ်ပျက်ကိုတပါးသူကိုဆက်ပြီးတော့မှပြောပြတယ်။တမ်းပြလေးလေးသူ့ရဲ့တည်င်းကိုဆက်ပြီးပြောနေလေဖြစ်နေတယ်။ ဒီထက်ပို့ပြီးတော့မှယေရှုတားမိတဲ့အမှုရာကိုပြောပြပါအောင်အဲ့ဒါကတော့ဖြစ်ရင်ညံ့မမြင်ကိုသူဘယ်လိုကုသတယ်လဲဆိုတဲ့အကြောင်းပါခုနကကျွန်တော်ဖတ်တော်တာရှမာကုခရစ်ကိုခန်းကြီးခုနှစ်ကပါအခုဆက်ပြီးတော့မှနောက်ဆုံးပြုတဲ့နမိတ်လက္ခဏာဂါလိလဲအိုင်တစ်ခွိုက်မှာကတော့ဖြစ်ရင်ရှမာကုခရစ်ရဲ့ခန်းကြီးရှစ်အခန်းငယ်၂၂နှစ်ကနေ၂၆အထိတွေ့ရပါလိမ့်မယ်အဲ့ဒီဖြစ်ချက်ကတော့ဖြစ်ရင် ိုရိုနစ်တပည့်တော်တို့ဒီပစေတရွာသို့ရောက်ကြ၏ထိုအခါလူတို့သည်မိမိမိတယောက်ကိုထံတော်သို့ခေါ်ဆောင်ခဲ့ပြီးနေထိုသူကလက်တော်နှင့်တို့တော်မူညာတောင်းဆိုကြ၏လူရည်ကတောင်းဆိုရကကိုရောသူ့ရဲ့သူ့ကိုလက်နဲ့ပဲတို့ပေးပါယုံကြည်တဲ့ကိုရောကုသနိုင်တယ်ဆိုတာဒါပေမဲ့ကိုရောကမိမိမိကိုလက်ဆွဲကယွာပြင်းတော့ထုတ်သွားတော်မူ၏သူ၏မျက်စိများကိုတဒွေးနဲ့ထွေး၍ သူဤအပေါ်မှာလက်တော့ကိုတင်တော်မူထို့နောက်သင်ယခုမျက်စိမြင်ပြီလောလို့မေးတယ်ခန်းငယ်24:25သူဒီမောကြည့်ကအကျွန်ုပ်ဒီလူများကိုမြင်ရပါ යි တို့ရတွင်သူတို့ဒီတက်ပင်များလျှောက်နေတကယ်သူဖြစ်ပါ යි ဟုပြန်လျှောက်တယ်မိမျက်စိမြင်ပြီလားလို့ယေရှုကမေးရင်မမြင်ဘူးယေရှုကသူတို့သူတို့နဲ့လဲထွေးပြီးပြီနော်သူရဲ့မျက်လုံးတွေကိုတိုင်မဲ့ကိုရောတဲ့ မမြင်ဘူးလူတွေကမျက်သစ်ပင်လိုပဲလမ်းလျှောက်နေတယ်တွားနေတယ်လို့ပြောတဲ့အခါမှာခန့်ငယ်25မှာသူကကိုရောကြီးသူမျက်စိအပေါ်၌လက်ကိုတင်းတော့မူပြန်၍ယခုတစ်ချိန်ထိုသူသည်အားဆိုင်၍ကြည့်လိုက်ရာမျက်စိအလင်းကိုပြန်လည်ရရှိသည်ဖြင့်အရာခတ်သိမ်းကိုရှင်းလင်းစွာမြင်တော်မူ၏ကိုရောကြီးသူအားယွာသေးသူမဝင်နေဟုအမိတ်ပေး၍အိမ်သို့ ပြန်စီတော်မူ၏။ယွာထဲသို့မဝင်နေအမိတ်ပြီးတော်မူ၏။ချစ်တော်ကြီးကမွန်ပါတော်ကျွန်တော်တို့အဘဲကြောင့်ယေရှုကဇရွေးကိုထွေးပြီးတော့သွေးမျက်လုံးကိုအသွေးပြီးရတာလေ။အရင်တော့ကလိုပဲနှုတ်နဲ့မှုပြီးတော့ကုသပါလား။အရင်တော့ကလိုပဲလက်ကိုတင်လိုက်ပါလား။ဘာလို့ဇရွေးကိုသုံးရတာလဲ။ကျွန်တော်ပြောခဲ့ပြီပါဘီ။ ယေရှုစွေတုံးတယ်ဆိုတော့ကိုမျက်လက်အနေနဲ့လည်းတုံးတာမဟုတ်ပါဘူးတကောအားနဲ့လို့လည်းတုံးတာမဟုတ်ပါဘူးကျွန်တော်တို့သင်ပေးခြင်းနဲ့အကြောင်းအရာရှိပါတယ်သူရဲ့ကုသမှုတိုင်းကချက်ချင်းကိုကုသပေးတာဖြစ်တယ်လို့ကျွန်တော်တို့ကိုစင်ကဲစင်ကဲနဲ့ခုနကမျက်မမြင်လူတွေကိုပထမတော့တစ်ပင်လိုပဲတွေ့တယ်လမ်းလျှောက်နေတယ်ဒါပေမဲ့တခါထမမီယေရှုကုသတဲ့အခါမှာရှင်းလင်းစွာ ပဂတိတိုင်းကြီးလင်းတက်သားဆိုတွေ့ရတယ်အဝေးမုံနေအနီးမုံနေဆိုတာမရှိတော့ဘူးသူကြီးလင်းစွာနဲ့တက်သားစွာနဲ့သူမြင်တွေ့ရတယ်ကျွန်တော်ရဲ့တည်င်းစကားကပါလဲဆိုဒီညမှာကျွန်တော်ဆူတောင်းတဲ့အခါမှာချက်ချင်းရတော့ဆုလို့ရှိပါတယ်တပတ်ကြာတဲ့ဆုဖျားပေးရရှိပါတယ် တနည်းကြာမှဘုရားခင်ဖြစ်ပြရရှိပါတယ်။ငါးနှစ်ဆောက်အောင်ရှိနေ၊၁၀နှစ်ဆောက်အောင်ရှိနေ၊နှစ်၂၀ဆောက်အောင်ရှိနေ။အဗရာဟံလိုမျိုးယေရုရှလင်မြို့ကိုတွေ့ချင်လိုက်တာလို့သူကဆုတောင်းယေရုရှလင်မြို့ကြီးကိုသူတွေ့ရပါဘူး။သူတည်တာတည်သွားတယ်ယေရုရှလင်မြို့ကြီးသူတွေ့လိုက်ရပါဘူး။တိုင်မဲ့ယေရုရှလင်မြို့ကြီးတကယ်ရှိခဲ့ပါတယ်။ယေရုရှလင်မြို့ကြီးတကယ်ပဲဖျားခင် နိုင်ငံတော်ဖို့လို့ငါတရှိခဲ့ပါလေခြေတော်ကြီးကိုမတော်မှာတို့တိနေကျွန်တော်အသက်တာဒီနေ့တိုင်းပြည်ကြီးပြောင်းလဲမှုရန်အတွက်ဒီနေ့ကျွန်တော်ရဲ့ပြည်နယ်နဲ့တိုင်းနဲ့တီးတီးမှာရှိသောလူမျိုးများအားလုံးဖျားခင်ထားပြန်လာဖို့ရန်အတွက်တိုင်းပြည်ကြီးနောင်တရဖို့ရန်အတွက်ကျွန်တော်ရင်းနဲ့ဆုတောင်းနေတာနှစ်တည်းလာကြလာခဲ့ပါပြီဖျားခင်ဧကမုတ်ချကျွန်တော်ဆုတောင်းတော်နာကြောင်းမင်းဆိုတဲ့ယုံကြည်စေချင်ပါတယ် ခရစ်တော်သည်စွာနာမကြားသောသူအတွက်နမိတ်လက္ခဏာပြုခဲ့ပြီးသလိုမျက်မမြင်ကိုကုသပေးခဲ့သလိုအဆုံးတိုင်အောင်သူလုပ်ခဲ့ပြီးသလိုသူရဲ့လှဝါကားတိုင်ကိုတည့်ရမခီးစဉ်ကိုအနောက်ရှက်ဖြက်စီးမှုမဖြစ်ဝင်ရအတွက်ရွာထဲကိုတော့မှဝင်ခွင့်မပေးတော့ပါဘူးဘယ်သူမှမပြောနဲ့လို့ပြောတာမကောက်မင်းကရွာထဲတော့မပြန်ခိုင်းတော့ဘူး ကြောင်းရင်းကတော့သူတက်ရမယ်လောဘကားနိုင်အတွက်ဆက်ပြီးတော့မှကုသမှုတွေဂလိလဲအမှာသူမလုပ်တော့ပါဘူးသူလောဘကားနိုင်အတွက်သူလာတယ်သူလောဘကားနိုင်ဖီးစီကိုသူရောက်သူခြေတော့လမ်းကဲရှောင်းလမ်းကဲတင်းနဲ့ကျွန်တော်ဆုံးခန်းတိုင်ကိုပြည်ချီပါတင်းနဲ့ကျွန်တော်ဖျားပြေခုံရှင်းမှုမှာလှုပ်ဆောင်ကြပါစို့လို့ပြောရင်းဒီကိုချုပ်ပြရစေတူတကွာကျွန်တော်ဆုတောင်းကြပါစို့ တရှိမိမြတ်ဆုံးတော်မူ၍သာသမိကိုတပတ်တမိတန်နေချစ်တော်မူသောထာဝရဖျာဤကိုရောဒီသာသမိတို့ကိုခေါ်ယူဆေလွတ်၍ကိုရောနိုင်ငံတော်ဖို့လို့ငါသာသမိကိုခေါ်ကြပါ၏ခေါ်ယူဆေလွတ်ခြင်းမူကိုပြုတဲ့အခါမှာအိမ်မှာရှိသည်ဖြစ်စေလမ်းမှာရှိသည်ဖြစ်စေခရီးသွားနေစဉ်ဖြစ်စေသာသမိတို့ဒီကိုရောနဲ့ချီးကပ်တော်ဝင်နိုင်ကြအောင်ကြိုးစားပါ၏ ရှင်စွာပြည့်မြတ်ကိုချတောင်းပန်ကြပါ၏ဖျာတည်ရပြည့်စုံတည်ပြည့်စုံကျွလွန်သောပြည့်မြတ်အားလုံးတို့ကိုခွင့်ညွတ်လေယခုစတောင်းပတနာပြုတံမူနာညောင်းတုံပါဖျာကိုရိုတီမင်းဤနေ့နောက်ကလာမပြောင်းလို့သောဖျာလက်ဆက်ပြည်တော်မူသောဖျာဖြစ်တော်မူသောကြောင့်ကိုရိုဘုံတော်နာမတော်ချီးမွမ်းပါ၏ကိုရိုနာမတော်ဒီကပါဆက်ဆက်ပုံကြည့်ပါစေဖျာဤနေ့တိုင်းနဲ့ပြည်နယ်တီးတီးမှာပြေလွား ပုံးခုနရသောသူများစွာရှိကြောင်းတာမျိုးတိပါ၏ထို့အတွက်ကြောင့်သူတို့တပံထမှန်ထမှန်၍သူတို့အတွက်ဆုတောင်းပါ၏ဖျာအစာရေစာပြက်လက်ခြင်းရေတန့်မတော့ရခြင်းမိုးတံကိုခုံလို့ရခြင်းလေတံကိုခုံလို့ရခြင်းဘေးမျိုးမျိုးမှတွေ့ပုံနေရခြင်းအတွက်ကိုရှင်ပြသူတို့ရဲ့ငိုကြွေးသောအသံသူတို့ရဲ့ဆုတောင်းတန်ကိုနမ်းကြောင်းတော်မူပါ အစာရေစားငတ်ပြတ်ခြင်းခေါင်းမာခြင်းတို့မှာတွေ့ကြုံရသောကိုယ်ရဲ့သားသမီးများအီးပြီးတို့ကိုရှင်ရဲ့တနာတော်မှာအချီးရှိကြတော်မှာဒီနေ့နဲ့တိုင်းပြီးဒီမှာဒီနေ့အစာခေါင်းမာခြင်းနဲ့တူအငတ်ပေးယောဂပြပေးဆိုးရွားစွာခံစားနေရကြပါပြီဗျာကိုရိုဒီတို့ကိုငဲ့ကွက်တော်မူ၍တို့ကိုတဖန်ကြည့်ရှုတော်မူပါ။အိုဖာကိုရိုရဲ့ဂယုဏတော် စစ်စစ်ဖို့ရတဲ့ဆုတောင်းပါ၏။ကရေဂျေဇူရီယာစစ်စစ်ဖို့ရတဲ့ဆုတောင်းပါ၏။နိမိတ်လက္ခဏာပြုတော်မူပါ။ကချင်ပြည်နယ်ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်။ပြည်နယ်တီးတီးတို့မှာရှိတဲ့ရှမ်းပြည်နယ်မှာဆက်၍ဤပြည်နယ်ခုနှစ်ခုစလုံးပေါ်မှာကိုတော့ကောင်းချီးပေးတော်မူပါ။တိုင်းတီးတီးတို့ပေါ်မှာကိုရှိပြကြွဆင်း၍ကိုရောပြေဂရုဏာတော်ခံစားပါမိကြောင်း ထူးခြားသောမှုကိုပြုပေးပါဗျာ။အိုးယေရှုဖျားပရောဖက်တနာချင်းဂိယုနာနဲ့ကဲ့တင်သောဖျားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သူတို့ငိုကြွေးသံနဲ့သူတို့ဆုတောင်းပတနာပြုတာကိုနိုင်အောင်ပြုလုပ်ပါဗျာ။ဒီခုပင်နဲ့အိမ်မိုးကြီးအောက်မှာဆုတောင်းကြသောပရသတ်မီတို့ရဲ့ဆုတောင်းတာကိုဤသူတို့ကပြုနေစဉ်နိုင်အောင်ပြုလုပ်ပါဗျာ။ကောင်းဆောင်တို့သည် ကိုရထကိုနောင်တရယူပြန်လာမှမိချောင်းဆွတ်တော်မှာ၏လုကပတ်တော်ကိုစင်ချအောင်မေ၍လုကပတ်တော်ပြောသည့်အတိုင်းဖြောင့်မချင်းတရားကိုရှာဖွေတော်သူများတရားမြတ်တခြင်းကိုနှစ်သက်တော်သူများဖြစ်ပေါ်ရန်အတွက်ဆွတ်တော်မှာ၏ဗျာတိုင်းပြည်ကိုအုပ်စိုးနေသောသူတို့သည်ပရောရှင်ဘုရားကိုကြောက်ရွံ့ယူသည်သောသူဖြစ်ဖို့တဆွတ်တော်မှာ၏နောင်တရဖို့ဆွတ်တော်မှာ၏ ခိုင်ရန်ဒေါသဖြစ်ပွားနေသောအမှုရာ၌သာသမိတို့ကိုသာသမိတစုတို့ကိုညံငိမ့်ချင်းအမှုရာ၌အသုံးပြုလို့မှာဗျာညံငိမ့်ချင်းမှုကိုဆက်လက်ပြီးလှုပ်ဆောင်နိုင်သောအသင်းတော်ကောင်းဆောင်ကြီးများယုံကြည်သူများဘုရားခင်ဆင်လွတ်ခန့်ခွဲသောမှုလို့ဆောင်ကြီးများဖြစ်စေတော်မူပါเยโฮวาပြတ်သားစွာပြောဆိုနိုင်သောသာသမီများဖြစ်စေပါเยโฮวาချင်းကိုပေးပါ ပြောနိုင်သောတတ္တိကိုပေးပါကိုရှင်ပြိုက်တရားမြတ်တာခြင်းကိုယူဆောင်၍သာသမီတို့သည်ကိုရှင်ပြာဆေလုတ်ခိုင်းသည့်အတိုင်းလုပ်ဆောင်နိုင်သောအသင်သူတင်သားများနှင့်ဓမ္မမှုဆောင်ပြီးဖြစ်စေပါမူကြောင်းသာဆုတောင်းပါလေကလေးသူငယ်များအတွက်၎င်းမပြောမဆိုနိုင်သောမိခင်များအတွက်မဆိုမများအတွက်သာသမီတို့သည်အစဉ်မြဲယက်တည်နိုင်သောသူများဖြစ်စေပါမူကြောင်း ပရှင်ပြဉ္စပညာအလင်းဝေဒနာပါကောင်းမချုံမစွာပြည်လေအိစေယပါမိချောင်းကောင်းချီပေးပါပရှင်ပြပေးသောယူပါယုံနဲ့အိမ်မက်များကိုရရှိ၍လို့ထလိုက်သောသာသမီများဖြစ်စေပါကိုယ်ဖျောက်ကိုပွေတဲ့ခံမှာလည်းပဲသစ္စာနှင့်၎င်းနာဝိညာဉ်နှင့်၎င်းစိတ်မှန်စွာကိုပွေနိုင်သောသူဖြစ်စေပါမိချောင်းယေရှုပြမျက်နှာမှာကိုမိမိကိုစုကိုစတောက်စကနိုင်မှာဖြစ်ပါ Αμήν. Εγώ ζω Αμήν.